ဒီနေ့မှာတော့ Greater Physics Chapter 2မှာပါတဲ့ Standard Vector Force ဖြစ်ပေါ်စေအားရအကြောင်းပြပြပေးမယ်။ Newton ရဲ့ Second Law ရဲ့အရာဝတ္ထုတစ်ခုကိုရွေးဖို့အစာပြေချင်းဖြစ်ပေါ်တဲ့အတွက်အဲ့ဒီအရာဝတ္ထုပေါ်တက်ရောက်နေတဲ့အတန်အားဆိုတာရှိတယ်။ Circular Motion မှာဆိုရင်အတန်အားက Standard Vector အစာပြေချင်းဖြစ်ပေါ်စေပြီးတော့အရာဝတ္ထုကို Survive ပုံစံအတိုင်း Level နေအောင်ဆောက်ရွက်ပေးတယ်။အဲ့အတန်အား Standard Ordinary တွေအတွက် Standard Vector Force လို့သတ်မှတ်လို့ရတယ်။တကယ်လို့သာ Standard Vector Force မရှိခင်အရာဝတ္ထုက Survive ပုံစံအတိုင်းမလဲတော့ဘဲ Newton First Law အရာတက်ချင်မြင့်တွန်းအတွက်ချောထွက်သွားမယ်။ စတန်ဖို့ဒ်ဖို့ဖြစ်ပေါ်တဲ့အားအများကြီးရဲ့နဲ့ grade 12မှာသင်ရမယ့်အား6မျိုးကြောင့်ပြောပြပေးမယ်ပထမဦးဆုံးကတန်းရှင်းဖို့အရောက်ရတစ်ခုကိုကျိုးနဲ့ချီပြီးတော့ဝှက်ရလိုက်မယ်ဆိုရင်ကျိုးကတင်းလာပြီးတန်းရှင်းဖို့ဆိုပြီးဖြစ်ပေါ်လာတယ်အဲ့ဒီတန်းရှင်းဖို့ကရွေးချယ်နေတဲ့အရာဝတ္ထုရဲ့ direction နဲ့တောင်းမှန်ချက်အနေထားမှာရှိတယ်တန်းရှင်းဖို့ horizontal position နဲ့ vertical position ဆိုပြီးအခြေအနေနဲ့မျိုးစဉ်းစားလို့ရတယ်အပေါ်ဘက်မှာဆိုရင်တန်းရှင်းဖို့နဲ့ weight က direction တူတဲ့အတွက်ကြောင့် fc equal to t w လို့ယူလို့ရတယ် အောက်ဖက်မှာကျတော့ tension ဖို့နဲ့ weight ကဒိုင်ရှင်ဆက်ကျင်ပဲဖြစ်တဲ့အတွက်ကြောင့်မိုင်းနဲ့ယူရတယ်။ဒုတိယတစ်ခုက gravitational force ။လကဘာကိုလက်ပတ်နေတာတို့ကဘာကနေနေကိုလှည့်ပတ်နေတာတို့ကလနဲ့ကဘာမှာရှိတယ်။စန္ဒာကိုဥတည်နေတဲ့ gravitational force ကြောင့်ဖြစ်တယ်။ဥပမာကဘာကနေကို survive ဖို့လက်ပတ်နိုင်ဖို့အတွက်ကဘာမှာရှိတဲ့ gravitational force ကစန္ဒာကနေဥတည်ပြီးတော့ကဘာရွေးချယ်တဲ့ tension နဲ့တောင်းပန်ကြတယ်။အဲ့ဒီ gravitational force ကြောင့်ကဘာကနေကို survive ဖို့အတိုင်းလက်ပတ်အောင် survive ပေးတယ်။ အလားတူပဲအလက်ထရွန်ကနျူကလ িয়ার level ပေါ်အတွက်နျူကလ িয়ার နဲ့အလက်ထရွန်ကြားမှာဖြစ်ပေါ်နေတဲ့ cooler attractive force ဆိုတာရှိတယ်။အဲ့ attractive force ရဲ့ direction ကလည်း electron ရဲ့ direction နဲ့တောင်းပန်ချက်အနေထားမှာရှိတယ်။ဒီမှာဆိုရင် cooler attractive force က centripetal force ပြီးဆောက်ပေးတယ်။ကျွန်တော်တို့ပြီးတဲ့အခါမှာဖြစ်ဖြစ်ကားမောင်းတဲ့အခါမှာဖြစ်ဖြစ်မတူညီတဲ့ဂျာကန်နဲ့နှစ်ခုဂျာမှာဖြစ်ပေါ်နေတဲ့ frictional force ဆိုတာရှိတယ်။ပြီးတဲ့အခါမှာဆိုရင်ဖက်နှက်နဲ့မြည်ပြီးကားမောင်းတဲ့အခါမှာဆိုရင်တာယာနဲ့မြည်ပြီးဂျာမှာ frictional force ဆိုတဲ့အာထပ်ပေါ်လာတယ်။အဖြစ်ရှင်တဲ့ဖို့ကကြွေတဲ့အခါမှာလမ်းပေါ်ကနေချော်ထွက်မသွားဖို့အတွက်ဆန်ထွက်ပြတဲ့ဖို့ပြီးစောက်ရပေးတယ် ဒီမှာဆိုရင်လေ fictional food attraction က center ဥတည်ပြီးတော့ guide attraction နဲ့တောင်းမကြနေတယ် fictional food ကလည်း celebrity food ဖြစ်ပေါ်စေအားရတဲ့တစ်ခုဖြစ်တယ်နောက်တစ်ခုက normal food မွေးရတဲ့အခါမှာကားကလမ်းပေါ်ကနေဆက်လစ်ဖြစ်မသွားဘူးလမ်းပေါ်ကနေချောထွက်မသွားဘူးအတွက်လမ်းတွေအကွေတွေမှာဒိတ်ဆောင်ထားလိမ့်ရှိတယ်အဲ့အချိန်မှာကားပေါ်တောင်းမန်ချာတက်ရောက်နေတဲ့ normal food ဆိုတာရှိတယ် အက်ထရိုမေဖို horizontal ကိုပုန်းနဲ့ body ရဲ့ကိုပုန်းနဲ့ဆိုပြီးနှစ်ပိုက်ခွဲလို့ရတယ်။ centripetal force အပြင်ဆောင်ရွက်ပေးတာ horizontal ကိုပုန်းနဲ့ဖြစ်တယ်။အဲ့ဒီ normal force ရဲ့ horizontal ကိုပုန်းနဲ့က centripetal force အပြင်လှုပ်ဆောင်ပေးပြီးတော့ကားတွေကွေ့တဲ့အခါမှာချောချောမှုမှုကွေ့အောင်ဆောင်ရွက်ပေးတယ်။နောက်ဆုံးတစ်ခုက lifting force ။လေရင်ပြန်တဲ့အခါမှာလေပေါ်မှာအားလင်းမျိုးတက်ရောက်တယ်။လေရင်ရဲ့ direction နဲ့သွားနေတဲ့ thrust ၊လေရင်ရဲ့ direction နဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့ draft force ၊လေရင်ရဲ့အလေးချိန်ဖြစ်တဲ့ weight နဲ့လေရင်ကိုကောင်းဝင်မှာပြန်ဝဲဖို့အတွက်အထောက်အကူပြုတဲ့ lifting force ဆိုပြီးတော့အားလင်းမျိုးရှိတယ်။ လစ်တင်ဖို့ကလင်းရဲ့တိုင်ရှင်နဲ့တောက်မှန်ကြတယ်။လစ်တင်ဖို့ကိုလည်းဟော်ရီနယ်ကိုဘွန်းနယ်ပါတီရဲ့ကိုဘွန်းနယ်ဆိုပြီးနှစ်မျိုးခွဲရထားတယ်။လေရင်ကွေ့ဖို့အတွက်လစ်တင်ဖို့ရဲ့ဟော်ရီနယ်ကိုဘွန်းနယ်ကပဲဆန်နေပြည်ဖို့ပြီးစောက်ပြီးတယ်။